တကဘာလုံးရေမြုပ်သွားတော့အထမ်းမြင့်တိုက်ပေါ်မှာပိတ်မိနေခဲ့တဲ့ကောင်မလေးနှစ်ယောက်တို့အသက်ရှင်အောင်ကြိုးစားကြပုံမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့နေကောင်းရမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာတရက်မှာတော့ဟောင်ကောင်တမိုင်းမှာအာပြင်းဆုံးဆူနာမီမုန်တိုင်းဝင်ရောက်လာခဲ့ပြီးတော့အဆောက်အဦတွေပျက်စီးကုန်ကြကလမ်းမတွေပေါ်မှာလည်းရေတွေဖုံးလန်းသွားခဲ့ပါတယ်လူတွေကလည်းပုန်းကုပ်ဖို့လုံခြုံတဲ့နေရာကိုလော်ရီကြီးနဲ့လိုက်ရှာခဲ့ကြပေမဲ့ရေတွေကသူတို့ထက်ပိုမြန်ကအထက်မြင့်တိုက်တွေမှာရောက်နေတဲ့သူတွေပဲတက်ရှင်ခဲ့ရပြီးတော့ နိုင်ပိုင်းအတွင်းမှာပဲဟောင်ကောင်မြို့ကြီးရဲ့လူရေဟာကြာဆင်းသွားခဲ့ပါတယ်အဲဒီနောက်၅နှစ်ကြာမှာတော့အာရှတယောက်မုံတိုင်းတိုက်တဲ့နေ့ကိုအိမ်မဆိုးပြန်မက်နေခဲ့ပြီးတော့မနေ့တိုင်းမြေရီတွေနဲ့နိုးလာခဲ့ပါတယ်။သူကပျက်စီးတဲ့ကြားကတိုင်းမြင့်တိုင်းမှာနေခဲ့ပြီးတော့အန္တရာယ်မရှိအောင်ပုံနေခဲ့တာပဲဖြစ်ပါတယ်။ သူကရေတွက်သုံးဝင်မဲ့အရာမှန်သမျှကိုနှစ်နဲ့ချီပြီးတင်းစီထားခဲ့ပြီးတော့စူပါအောက်မှာပေါက်ဖောက်ပြီးဖွက်တလို့မျိုးတိုက်ခန်းထဲမှာလည်းလျှက်ဝက်တင်းစီထားခဲ့ပါတယ်။မနက်တိုင်းသူကခေါမိုးတက်ကိုတက်ပြီးတော့လျှက်ဝက်နေရာကနေရေတန်းတချို့ကိုသွားယူခဲ့ပါတယ်။ကော်ဖီပြောတော့ပြီးတော့သူကရေဒီယိုနားထောင်ခဲ့ပေမဲ့လည်းအစိုးရကထောက်ပံ့ပေးမဲ့နေရာနဲ့ရိတ်ခါတွေအကြောင်းတင်းကိုလက်လျူရှုကတချင်းဖွင့်နားထောင်နေခဲ့ပါတယ်။ဒီနောက်မှာတော့သူကအတန်ကြေကြီးမထွက်အောင်ငကြမ်းနဲ့နားထောင်ခဲ့ပြီးမနက်ခင်းမှာကြားတဲ့နင်းစီတွေကနေပေါ်ဝါနဲ့ရေစုပ်က ရေဘူးတွေတဲကိုဖြည့်ခဲ့ပါတယ်။အဲနောက်သူကရေတန်းဘလောက်ကြံသေးလဲဆိုတာကိုသိဖို့အတွက်ဘလင်းတွေကိုလည်းစစ်ကြည့်ခဲ့ပြီးတော့အခုတော်တော်မုံမွရတဲ့အတွက်စိုးရိမ်နေခဲ့ပါတယ်။အဲနောက်သူလှုပ်ရှားတွေလှုပ်ပြီးသွားတဲ့အခါမှာတော့ခောက်ဆွဲပြုတ်စားရင်းနဲ့သူတငယ်ချင်းတွေနဲ့အစားတောက်ဆိုင်မှာအရသာရှိတဲ့အစားတောက်တွေစားခဲ့တာကိုတတိယနေခဲ့ပါတယ်။အဲနောက်မှာတော့အာရှာကမန်မြောင်းနဲ့ပပတ်လေးကိုကြီးခဲ့ပြီးရေထဲမမြုပ်တဲ့အစာအုပ်ထိပ်ပိုင်းတွေကိုပဲမြင်ရကသူကြည့်နေတော့မှပဲတချို့တိုက်တွေကပြုတ်ကြပစ္စည်းသွားခဲ့ပါတယ်။ အဲနောက်သူကတခြားသစ်ရှင်ကျန်ရစ်နေသေးတဲ့လူတွေကလည်းသူတို့တိုက်ခန်းထဲမှာရှိနေသေးတာကိုတေချောင်းစစ်ကြည့်ခဲ့ပြီးတော့ရေထဲမှာမျောနေတဲ့တက်တာသလုံးကိုတွေးတဲ့အခါမှာတော့အောက်စင်းကတက်တာကိုဆဲဖို့အတွက်မိန်းကိုတက်ဆင်ခဲ့ပါတယ်သူကတချစ်တဲ့နဲ့တက်တာကိုမှန်အောင်ပြစ်နိုင်ခဲ့ပေမဲ့လဲဇွဲတင်မို့လုတဲ့အခါမှာတော့ရေထဲကတကူးကူးကပြန်ဆွဲလိုက်ပြီးတော့သူပါပါသွားကဘရင်းပေါက်ပေါင်းနဲ့တိုက်ပြီးတော့လက်နာသွားခဲ့ပါတယ်ဒါမဲ့လေအာရှာကအရှုံးမပေးဘဲနဲ့တက်တာကိုထပ်ဆွဲတဲ့အခါမှာတော့ဂျိုးကပါလာကအာရှာကလဲကြသွားခဲ့ပြီးတော့တက်တာကိုဆွဲနိုင်ခဲ့ပါတယ် အဲနောက်မှာတော့အာရှာကတစ်တာကိုအထဲဆွဲယူနေတုန်းမှာပဲရေထဲကအကောင်ကလိုင်းနဲ့ပုတ်နေခဲ့ပါတယ်။အဲနောက်သူကတစ်တာထဲမှာမိုက်တွင်နဲ့ရစ်ပလင်းတစ်လုံးကိုပဲရှာတွေ့ခဲ့ပါတယ်။ခေါမိုးတဲ့ကိုပြန်တက်တဲ့အခါမှာတော့အာရှာကလမ်းဆုံးကတကားကိုစိုက်ကြည့်နေခဲ့ပြီးတော့အပေါ်ဆက်တက်သွားခဲ့ပါတယ်။အပေါ်ကိုရောက်တဲ့အခါမှာတော့သူကအရင်နဲ့တန်ရာကိုဆေးကြောလိုက်ပြီးတော့နာကျင်နာတက်တာအောင်တောက်ခဲ့ပါတယ်။ညနေရောက်တဲ့အခါမှာတော့သူကအော်တန်ကြားလိုက်ရပြီးတော့သွားကြည့်တဲ့အချိန်မှာပဲ ဓမြလေနေစည်းရောက်လာကသူနာကလူတွေကိုတိုက်ခိုက်နေတာကိုတွေ့ခဲ့ရပါတယ်။တခြားတိုက်ပွဲကနေသူ့ကိုကြည့်နေတဲ့လူတယောက်လည်းရှိတော့အာရှာကအမြန်ပုန်းလိုက်ပြီးတော့ခဏနေမှထက်ကြည့်ခဲ့ပါတယ်။လေတွေကသူ့နေရာကိုလာနေတဲ့အတွက်အာရှာကအောက်ထက်ကိုဆင်းသွားခဲ့ပြီးတော့သူ့ပစ္စည်းတွေကိုဖွဲ့အိယာကိုဖုံးကာလူနေတဲ့ပုံမပေါ်အောင်ဆိုပြီးတော့ဖုံးတွေကိုတွန်းခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကဗီဒိုထဲကနေရန်နောက်မှာပုန်းလိုက်ပြီးတော့ဓမြတွေကသူခန်းလေးကိုဝင်လာတော့တိတ်တိတ်လေးနေခဲ့ပါတယ်။ဓမြတွေကစားပြာရှာရင်းနဲ့ဗီဒိုကိုပါရှာတွေ့ခဲ့ပေမဲ့လည်းဘာမှမတွေ့ခဲ့ပဲနဲ့ ကောင်လေးတယောက်ဘာမှမရှိတာကိုတခုခုလုပ်နေတယ်လို့ထင်ပြီးတော့ပြစ်လိုက်တဲ့အတွက်အာရှာကလန့်သွားခဲ့ပါတယ်သူတို့ထွက်သွားတော့အာရှာကငိုကြွေးခဲ့ပြီးတော့အတိတ်ကဖြစ်ရတီကိုပြန်တွေ့ကစေတသက်ရာရောက်အောင်လုပ်ခဲ့ရပါတယ်ဝန်တိုင်းမလာခင်တုန်းကအာရှာကသူညီမနဲ့ပြန်တွေ့ကယင်းဒီလာအောင်စားတော့ဆိုင်ကိုသွားခဲ့ကြပါတယ်နောက်တည့်မှာတော့သူကအတ္တတလုံးကိုထတ်တွေ့ခဲ့ပြီးတော့မိုက်တွေချမှာပြားရည်တစ်ခုကိုရှာတွေ့လိုက်တော့ပျော်သွားခဲ့ပါတယ်ဒါမဲ့လည်းသူကရေထဲမှာမျောနေတဲ့အလောင်းကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့ပျော်ရည်လည်းပျောက်ကွယ်သွားခဲ့ရပါတယ်နောက်တစ်ခါမှာတော့အာရှာကအလုံးများနေတော့ တရားဥပဒေအထက်ကိုဝင်လာကအာရှဖွဲ့ထားတဲ့ပစ္စည်းတွေကိုယူခဲ့ပါတယ်။အာရှတရားအတန်ကြားလိုက်ရပေမဲ့ဘာမှမမြင်ရတဲ့အတွက်လက်လျူရှူထားခဲ့ပါတယ်။ဒီနောက်မှာတော့အာရှကအိယာဝင်တော့မဲ့အချိန်မှာအတန်ထပ်ကြားလိုက်ရပြီးတော့ဓာမီနဲ့တွားကြည့်ခဲ့တော့ဘာမှမရှိနေခဲ့ပါဘူး။အဲ့တော့မှာတော့သူကမျက်နှာတက်ခဲ့ပြီးတော့တကိုးဖမ်းဖို့ဆက်ပြကိုခြံထားခဲ့တော့လာခိုးတဲ့တကိုးကကောင်မလေးဖြစ်နေခဲ့ပါတယ်။အာရှကသူ့ကိုဖမ်းဖို့ပကုံးကိုကင်ခဲ့ပေမဲ့လည်းကောင်မလေးကသူ့ကိုကံကထွက်ပြေးသွားခဲ့ပါတယ်။ ကောင်မလေးကအာရှလှုပ်ထားတဲ့မြေင်းနဲ့တခြားပစ္စည်းတွေကိုယူပြီးတော့အောက်ဆင်းသွားခဲ့ပေမဲ့လည်းတကားမဖွင့်ခင်မှာပဲအာရှအတန်ကိုကြားလိုက်ရကထွက်သွားခဲ့ပါတယ်။အဲဒီညမှာတော့အာရှကသူညီမမွေးနေ့အတွက်အဝတ်အစားဝယ်ပေးဖို့ဈေးဝယ်ထွက်ခဲ့ပြီးတော့သူတငယ်ချင်းကိုမိဘတွေအိမ်ကနေခွဲထွက်ခြင်းတဲ့အကြောင်းပြောတာကိုအိမ်မက်မက်ခဲ့ပါတယ်။လူလာတဲ့အခါမှာတော့သူကစားတောက်တွေပြောင်းနေတာကိုတတိထားမိခဲ့ပြီးတော့ကျမ်းမြေပေါ်မှာပြုတ်ကျနေတဲ့ပစ္စည်းနောက်ကိုလိုက်ရင်းနဲ့အိမ်နေတဲ့ကောင်မလေးတယောက်ကိုတွေ့ခဲ့ပါတယ်။သူကကောင်မလေးကိုမနှိုးရတဲ့အတွက်ခေါဆွဲပြုတ်သွားပြုတ်နေခဲ့ပါတယ်။ ကောင်မလေးကနိုးလာတဲ့အခါမှာတော့တခြားလျှက်ဝက်နေရာတွေကိုပတ်ကြည့်ခဲ့ပြီးတော့မီးပလက်ပေါက်အတူတခုနောက်မှာအာရှာနဲ့သူညီမရဲ့ပုံကိုတွေ့သွားခဲ့ပါတယ်။အဲဒီနောက်မှာပဲအာရှာရောက်လာတော့သူကထွက်ပြေးခဲ့ပြီးတော့အာရှာကပုံတွေကိုအမြန်ဖွဲ့ရင်းနဲ့တပုံကျနေခဲ့တာကိုတတိထားမိခဲ့ပါတယ်။သူကခေါဆွဲပြုတ်ပြီးတော့ကောင်မလေးစီကိုယူသွားကသူညီမမွေးနေ့တုန်းကစားခဲ့တဲ့ညစာကိုတတိယနေခဲ့ပါတယ်။သူမိသားစုကသူညီမကိုမိသားစုလဲဆွဲပေးလိုက်တဲ့အခါမှာတော့ အာရှတယောက်ပထမကလေးဖြစ်ပြီးတော့သူမရတဲ့အတွက်ဒေါသထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကစကားများခဲ့ကြပြီးတော့အာရှကထွက်သွားခဲ့ပါတယ်။အခုတော့အာရှကအဲ့ဒီလေဆဲကိုဝစ်စင်ထားခဲ့ပါပြီ။ကောင်မလေးကခေါင်းဆွဲပြုတ်ကိုမယူတော့အာရှကဘေးနားချထားခဲ့ပြီးတော့ထွက်လာခဲ့ပါတယ်။ဒါမဲ့လည်းကောင်မလေးကခေါင်းဆွဲပြုတ်ကိုအုံစားလိုက်ပြီးခဏကြာတော့အာရှကသူ့အတွက်အိယာခဲမှခြံထားခဲ့တာကိုတွေ့သွားခဲ့ပါတယ်။ သူကအဲ့ဒါကိုမသုံးဘဲနဲ့နောက်တရမနက်မှာတော့အာရှစီကခိုးခဲ့သမျှပစ္စည်းတွေကိုပြန်ပေးခဲ့ပါတယ်။အာရှကလည်းနေလေစာအတွက်ခေါက်ဆွဲနှဘူးပြုတ်ခဲ့ပြီးတော့တဘူးကိုကောင်မလေးဖို့ခြံထားကသူကခေါမှုတက်ကိုတက်စားနေခဲ့ပါတယ်။ဒါမဲ့လည်းကောင်မလေးကသူ့နောက်လိုက်လာကသူစားတယ်လို့လိုက်စားတော့ရင်းနှီးသွားကြပြီးတော့ရဲခဲ့ကြပါတယ်။အာရှကသူညီမနဲ့တုန်းကပျော်စရာကောင်းတဲ့အချိန်တွေကိုတတိယသွားခဲ့ပြီးတော့ညရောက်တော့ကောင်မလေးကအိယာကင်းကိုယူကအာရှနာမှာလာအိတ်ခဲ့ပါတယ်။ကနကြတော့သူကအာရှမသိအောင်ငိုခဲ့ပေမဲ့လည်းအာရှကနှစ်သိမ့်ပေးနေခဲ့ပါတယ်။ကောင်မလေးကသူ့မိသားစုကိုလွမ်းနေခဲ့ပြီးတော့ လေဒီစီးဆောက်လုပ်နေခဲ့တဲ့အတွက်မကြခင်မှာသူ့အမေနဲ့ပြန်တွေ့နိုင်တော့မှဖြစ်ကြောင်းပြောခဲ့ပါတယ်။ကောင်မလေးကသူ့နံမီကဟေးလို့မိတ်ဆက်ခဲ့ပြီးတော့နောက်တရမနက်မှာတော့အာရှာကအလုပ်လုပ်ဖို့အတွက်ဟေးဟေးကိုခေါမိုးတက်ကိုခေါ်သွားခဲ့ပါတယ်။ဟေးကတကားနားမှာစော့နေခဲ့ပြီးတော့မှအာရှာကတ်ထားတဲ့တိတ်ကိုခွာလိုက်တော့တကားကမတော်တဆပိတ်သွားခဲ့ပြီးတော့အပြင်ကနေလည်းဖွင့်မရပဲဖြစ်နေခဲ့ပါတယ်။အာရှာတယောက်တော့ကရောက်နေခဲ့ပေမဲ့လည်းဟေးကတော့ဖွင့်ကတကားကိုပြန်ဖွင့်ပြခဲ့ပါတယ်။နောက်တစ်ခါမှာတော့အာရှာတယောက်စားစရာချစ်နေတဲ့ုံမှာသူ့ရဲ့လေဆွဲပြောင်းနေတာကိုသတိထားမိသွားခဲ့ပါတယ်။ ဲဒီချိန်မှာပဲသူကအတန်တွေကြားလိုက်ရပြီးတော့ brain box ကနေပြင်ဘက်ကိုကြီးလိုက်တဲ့အခါမှာတော့ဓမြတွေပြန်လာတာကိုတွေ့တဲ့အတွက်ဟေးကိုတိတ်တိတ်လေးနေခိုင်းခဲ့ပါတယ်နောက်တစ်ခါမှတော့အာရှာကဟေးကိုရေမိုးချိုးပေးခဲ့ပြီးတော့ဟေးကတူတူထွက်သွားဖို့ပြောခဲ့ပေမဲ့လည်းအာရှာကဒီနေရာကသူ့အိမ်ဖြစ်ကြောင်းနဲ့ဘယ်မှသွားစရာနေရာမရှိကြောင်းပြောကငြင်းခဲ့ပါတယ်။အဲနောက်အာရှာကဟေးကိုသူ့လက်ဆွဲယူထားသေးလားလို့မေးလိုက်တော့ဟေးကမြူကြောင်းပြောကဆွဆွဲတဲ့အတွက်မကျေနပ်ဘဲနဲ့ထားသွားခဲ့ပါတယ်။ ညနေရောက်တော့အာရှာကတယောက်တည်းခေါင်းဆွဲပြုတ်စားနေခဲ့ပြီးရေရွေရော့နေတာကိုတွေ့သွားတဲ့အခါမှာတော့သွားကြည့်ကဟေးဟေးကဆေးကြောဖို့ယူတာကိုတည်သွားခဲ့ပါတယ်။အာရှာကလည်းတခြားနိုင်ငံတွေမှာဒိုင်းဖုန်မုံတိုင်းတိုက်မဲ့သတင်းကြားကသူ့ကိုလက်ထပ်ပြီးဇနီးကောင်းတယောက်ဖြစ်စေချင်ခဲ့တဲ့သူ့အမေနဲ့စကားများခဲ့တာကိုသတိရသွားခဲ့ပါတယ်။အဲဒီညမှာအာရှာကရေထဲမှာလောင်းတွေပြည့်နေတဲ့မြင်ကွင်းကိုအိမ်မဆိုးမက်ခဲ့ပါတယ်။ သူကနိုးလာတဲ့အခါမှာတော့ခဏလောက်ဟေးကိုသူ့ညမလိုမြင်နေခဲ့ပါတယ်။အဲနောက်မှာတော့သူကဟေးကိုတိုက်ကလျက်စစ်မိကိုဘလို့တုံးရမလဲဆိုတာသင်ပေးခဲ့ပြီးတော့ဟေးကလမ်းဆုံးကတကားအကြောင်းကိုလည်းမေးခဲ့ပါတယ်။အာရှကသူ့ကိုတကားဖွင့်လိုက်ရင်အပုံနှံကနေရာနှံ့ပြန်သွားမှာဖြစ်တဲ့အတွက်လက်လျူရှူထားဖို့ပြောခဲ့ပါတယ်။အာရှကရေကြီးပြီးစင်ကာပူတနိုင်ငံလိုမြုပ်သွားတဲ့တင်းကိုကြားရတဲ့အချိန်ကိုပြန်မှတ်ရသွားခဲ့ပါတယ်။သူ့မိကတီဗီကိုပိတ်လိုက်ပြီးတော့မိသားစုတွေ့ဆုံပွဲကြောင်းပြောခဲ့ပေမဲ့ အာရှာကမသွားဘူးပြောတော့စကားထက်များကြကသူတို့ကသူ့ကိုအကျဉ်းသားတယောက်လိုဆက်ဆံသလိုခံစားရကြအောင်ပြောကအာရှာကထွက်သွားခဲ့ပါတယ်အခုတော့ဟေးကရေဒီယိုနားထောင်နေခဲ့ပြီးတော့ဒုက္ခသည်စကန်ကြောင်ကြားလိုက်ရတဲ့အခါမှာတော့အာရှာကိုအဲ့ဒီကိုသွားဖို့ပြောခဲ့ပါတယ်အာရှာကပြင်ထွက်ဖို့အန်ဒီအများတဲ့အကြောင်းပြောကညင်းလိုက်တဲ့အခါမှာတော့စကားများကြကဟေးကခန်းထဲကနေထွက်သွားခဲ့ပါတယ်အာရှာကနောက်ကနေလိုက်ကြည့်တဲ့အခါမှာတော့ဟေးကမိုက်တွေနဲ့ဖောင်တစ်ခုဖွဲ့ထားတာကိုတွေ့ခဲ့ပြီးတော့ဘီဂျီတနက်ကိုလည်းတွေ့ခဲ့ပါတယ်အာရှာကသူ့စီကနေတနက်ကိုယူလိုက်ပြီးတော့အရင်တုန်းကသူကထွက်သွားဖို့စူးစမ်းခဲ့ဘူးပင်မဲ့ အပြင်ကအခြေအနေကကြောက်စရာကောင်းတဲ့အတွက်ပြန်လာခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။သူတို့ကပြန်ဆင်ပြေသွားကြတော့အာရှာကသူ့မိသားစုတွေနဲ့ရန်ဖြစ်ပြီးတော့ထွက်လာရင်းနဲ့မသွားဖို့တားကနောက်ကနေလိုက်လာတဲ့သူညီမကိုမှတ်ရသွားခဲ့ပါတယ်။အာရှာကတော့အိမ်ကနေထွက်သွားဖို့အတွက်အချိန်ရောက်ပြီဖြစ်ကြောင်းရှင်းပြခဲ့ပြီးတော့အတူတူပြင်သွားမယ်လို့ကတိပေးခဲ့ပါတယ်။နောက်တစ်ရက်မနက်မှာတော့မိုးရွာလာခဲ့ပြီးတော့အာရှနဲ့ဟေးတို့ကခေါင်းမိုးပေါ်ရက်ကိုသွားကမိုးရွာတုံးရေခံနေခဲ့ကြပါတယ်။သူတို့ကအလုံးလုံးနေတော့မှပဲဟေးကပြုတ်ကျနေတဲ့အာရှဆွဲကြိုးကိုတွေ့သွားခဲ့ပါတယ်။ အာချာကလည်းသူပြုတ်ကျနေခဲ့တဲ့ဓာတ်ပုံကိုတွေ့ကအတိတ်တွေကိုပြန်တွေးပြီးတော့ဝမ်းနေနေတဲ့ခါမှာတော့ဟေးကသူရှိတဲ့အကြောင်းပြောကနှစ်သိမ့်ပေးနေခဲ့ပါတယ်။အဲရတဲ့ကိုရောက်တဲ့ခါမှာတော့အာချာကသူ့ရဲ့ခေါင်းလေးအောက်ရောက်နေတဲ့ဆွဲကျူးကိုတွေ့ကအံ့ဩသွားခဲ့ပြီးတော့ဂျေးကကြိုးနေတဲ့အတွက်ပြုတ်ကျနေခဲ့တာမှန်သိသွားခဲ့ပါတယ်။ဟေးကိုဆွဆွဲမိခဲ့တဲ့အတွက်လည်းသူကဝမ်းနေနေခဲ့ပြီးတော့နောက်တစ်မနေ့ရောက်တဲ့ခါမှာတော့သူကဖောင်ဖွဲလို့ပြီးအောင်စက်တိုက်ကိုအလုံးလုံးနေခဲ့ပါတယ်။ဟေးကတော့ဝမ်းသာနေခဲ့ပြီးတော့အာချာကစကားများခဲ့တဲ့ညကိုထပ်တွေးမိနေခဲ့ပါတယ်။ ။သူညီမကဇွဲကြိုးကိုသူ့ရဲ့ကတည်းထည့်ခဲ့ကြအောင်ပြောမလို့ရှိသေးတယ်။ဆူနာမီကြောင့်လိုင်းလုံးကြီးတွေကမြို့ရဲကိုဝင်လာတဲ့အတွက်လူတွေကရုတ်တရက်ထွက်ပြေးခဲ့ရပါတယ်။အခုတော့အာရှာကဟေးကိုသူ့ဇွဲကြိုးပေးဖို့ဆုံးဖြတ်ခဲ့ပြီးတော့နောက်တစ်ခါမှတော့သူတို့ကဖောင်းထဲထွက်ခွာဖို့ရိတ်ခါတွေစုခဲ့ကြပါတယ်။ဟေးကရေဒီယိုနားထောင်ရင်းနဲ့နဂျာကကြိုးပြတ်သွားတဲ့အခါမှာတော့အခန်းထဲမှာအတန်ကအကျယ်ကြီးထွက်သွားခဲ့ပါတယ်။အာရှာကရေဒီယိုကိုအမြန်ပိတ်ခဲ့ပေမဲ့လည်းခဏကြာတော့သူတို့ကပြင်ပမှာဓမြရီရဲ့အတန်ကိုကြားခဲ့ရပါတယ်။သူတို့နှစ်ယောက်ကလော်ဒကြီးနဲ့ပစ္စည်းတွေကိုမြန်မြန်ဖွက်ခဲ့ကြပြီးတော့အာရှာကဟေးကိုဗီဒီယိုနောက်မှာဝင်ပုံးခိုင်းခဲ့ပါတယ်။ အဲ့ဒီညကနှစ်ယောက်ဝင်မှုမဆန်းတော့အာရကအပုံနဲ့ထွက်နေတဲ့အခန်းလေးကိုသွားပုံခဲ့ရပါတယ်။ခဏကြာမှပဲဓမြတွေကဝင်လာခဲ့ကြပြီမဲ့အာရကသူ့တိုက်ခန်းဟောင်းဖြစ်တဲ့အခန်းလေးမှာမိသားစုဓာတ်ပုံတွေကိုတွေ့ကာအချိန်မီပုံလိုက်နိုင်ခဲ့ပါတယ်။ဓမြတွေကဒီတခါမှာတော့တေချာမွေနောက်ရှာခဲ့ကြပြီးရှာတွေ့သမျှပစ္စည်းတွေနဲ့ဖောင်ကိုပါဖြစ်စည်းခဲ့ကြပါတယ်။လူတယောက်ကအာရပုံနေတဲ့အခန်းဘက်ကိုလာပြီးတော့အနံစိုးကြောင်နှကောင်းပိတ်ခဲ့ပြီမဲ့ဆက်ဝင်လာကစောင်းတွေကိုလှန်ကြည့်တော့လေအာရရဲ့မိဘတွေရဲ့အလောင်းတွေကိုပဲတွေ့ပြီးတော့အံခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲအာရကလည်းမုံတိုင်းညကိုပြန်မှတ်ရသွားခဲ့ပါတယ်။ ရေလိုင်းတွေကလမ်းတစ်လျှောက်အကုန်ပစ်စည်းသွားကစက္ကန့်ပိုင်းအတွင်းမှာတင်လူတွေအကုန်လုံးနှိပါကိုတတ်ပစ်ခဲ့ပါတယ်လူတွေကအသက်ရှင်ဖို့အတွက်တယောက်ကိုတယောက်တွန်းထုတ်ခဲ့ကြပြီးတော့အာရှာကသူညီမကိုတိုက်ပေါ်ကလှေကားစီကိုခေါ်သွားခဲ့ပေမဲ့လည်းလူကြီးကသူတို့နောက်ကိုလိုက်လာခဲ့ကြပါတယ်အခုတော့ဓမြတွေကအတွေ့အများစားတော့တွေအကုန်လုံးကိုယူခဲ့ပြီးတော့အာရှာပုံတွေကိုကြည့်နေခဲ့ပါတယ်ကောင်းလေးကဗီဒီယိုကိုကြည့်ပြီးထူးဆန်းမိနေတော့တခြားဓမြတွေကဗီဒီယိုကိုဖယ်လိုက်တဲ့အခါမှာတော့နောက်ကဟေးကိုတွေ့ကဖမ်းမိသွားခဲ့ကြပါတယ်အဲ့ဒီတန်ဒီကိုအာချာတယောက်ခန်းလေးကနေအကုန်လုံးကြားနေခဲ့ရပြီးတော့သူညီမကိုပြန်မှတ်ရသွားခဲ့ပါတယ် တို့ကလေကားပေါ်တက်နေကြတော့မှသူညီမကအခြေချော်ကြကပြုတ်ကျသွားခဲ့ပြီးတော့လူတွေတက်နေတာခံခဲ့ရပါတယ်။အာရှတယောက်ညီမလေးပြုတ်ကျနေတာကိုတတိမထားမိပဲနဲ့အလော်ဒီကြီးနဲ့ဆက်ပြေးနေခဲ့ပြီးတော့ခေါင်းမိုးပေါ်တက်ကိုရောက်သွားခဲ့တာပါ။ယုတ်တရဟေးကဓမြတွေကိုအာရှပုံးနေတဲ့နေရာကိုပြောပြလိုက်တော့ဓမြတွေကသူ့ကိုတွေ့သွားကမေ့သွားအောင်ရိုက်ခဲ့ပါတယ်။သူတို့ရလာတဲ့အခါမှာတော့ကျိုးတို့ခံထားခဲ့ရပြီးတော့ဓမြတယောက်ကသူ့ကိုမရင်းကျင်ကနီးမှာပဲခေါင်းဆောင်ကအဲ့ဒီဓမြကိုခေါ်ခဲ့ပါတယ်ခဏကြာတော့ဓမြတွေကဟေးနဲ့စားစရာတွေအကုန်လုံးကိုသူတို့လေပေါ်တင်သွားခဲ့ပါတယ် အာရှကလည်းကျိုးနဲ့ဆွဲကော့ခံခဲ့ရပြီးဟေးကိုကြည့်နေရင်နဲ့သူညီမကိုမှတ်ရနေရင်အမားတစ်ခုကိုနှစ်ကြိမ်ထက်လှုပ်လို့မဖြစ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။သူကကျိုးကိုဆွဲလိုက်ပင်မဲ့လည်းဓမြကပြန်ဆွဲလိုက်တဲ့အခါမှာတော့သူကရေထဲကိုပြုတ်ချသွားခဲ့ပါတယ်။အာရှကစီဒီပြားကျိုးတစ်ခုကိုတွေးတော့အောက်ကင်လိုက်ပြီးတော့ဓမြကိုတိုက်ခတ်လိုက်တဲ့အခါမှာပဲဓမြကတော့ဒေါသထွက်သွားကသူ့ကိုလည်းပင်ညှစ်ခဲ့ပါတယ်။ ရဝင်းကိုင်းနယ်ပဲအာရှတယောက်မိကြည်တနတ်ကိုထုတ်လိုက်နိုင်ခဲ့ပြီးတော့ဓမြကိုတနတ်နဲ့ပြစ်တက်လိုက်ပါတယ်။တခြားဓမြတွေကတနတ်တန်ကိုကြားလိုက်ရပြီးတော့တိုက်သေးကိုပြန်လာခဲ့ပေမဲ့လည်းအာရှကူတော့မတွေ့ခဲ့ကြပါဘူး။သူတို့ကလူခွဲရှာကြပြီးတော့ဓမြတယောက်ကအာရှငိုတန်ကြားတော့သွားကြည့်မိကထောင်ချောက်မိသွားခဲ့ပါတယ်။အာရှကသူ့ကိုလဲကျသွားအောင်ထောင်ချောက်ဆင်ထားတဲ့ကြိုးတွေကိုဆွဲလိုက်ပြီးတော့ဂီတာနဲ့တီအောင်ရိုက်တက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကဓမြရဲ့ဓာတ်ကိုယူလိုက်ပြီးတော့တခြားခန်းကိုသွားကရေဒီယိုကိုလည်းဖွင့်ခဲ့ပါတယ်။ခဏကြားတဲ့အခါမှာတော့တခြားသမ ्या ကအတန်လာရာကိုရောက်လာခဲ့ပြီးတော့အာရှာကသူ့ကိုနောက်ကျောဓာတ်နဲ့ထိုးခဲ့ပါတယ် သူကတင်မသွားဘဲနဲ့အာရှာကိုပြန်တိုက်ခိုက်ကအိယာပေါ်တင်ပြီးတော့လဲပင်းညှစ်ခဲ့ပါတယ်။ဒါမဲ့လည်းအာရှာကကံကောင်းပြီးတော့ဓာတ်ကိုလမ်းယူလိုက်နိုင်ခဲ့ကသူ့ကိုတီးတဲ့အထိကိုထိုးတက်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဓမြမိန်းမတစ်ယောက်ကအတန်ကြားခဲ့ရပြီးတော့မီးမွေးထားတဲ့တံပိုးတစ်ခုကိုတွေ့ခဲ့ပါတယ်။အာရှာကသူ့ကိုစီဘူရီနဲ့ပတ်လိုက်ပြီးမီးလောင်နေတဲ့အကြာခံနဲ့တွန်းထုတ်ကအဲဒီမိန်းမကိုဖြည်းဖြည်းချင်းလောင်ကျွမ်းသွားအောင်တကားပိတ်ထားခဲ့ပါတယ်။ဓမြကောင်းဆောင်ကလည်းသူ့အော်တန်ကိုကြားလိုက်ရပြီးတော့သွားကြည့်ခဲ့ပေမဲ့လေကားပေါ်မှာအာရှာကသူ့ကိုဓာတ်နဲ့ခုန်ထိုးခဲ့ပါတယ်။ ဒါမဲ့လည်းခေါင်းဆောင်ကအာရှကိုတာစီရကလည်းပဲညှစ်ခဲ့ပါတယ်။အာရှတယောက်ရုံးရင်ကန်ရင်နဲ့ပဲမိချောင်းကိုဆွဲပြုတ်လိုက်တဲ့အခါမှာတော့မောင်မဲသွားခဲ့ပြီးတော့မိချောင်းနဲ့ခေါင်းဆောင်ကိုတီအောင်ရိုက်တက်နိုင်ခဲ့ပါတယ်။သူကဓာမီထိုးလိုက်တဲ့အခါမှာတော့ကောင်းလေးရောက်လာပြီးတော့တနက်နဲ့ပြစ်တော့အာရှကခေါင်းမုတ်တက်ကိုပြေးတက်သွားခဲ့ပါတယ်။ကောင်းလေးကသူ့နောက်ကိုဆက်လိုက်ခဲ့ပြီးပြင်ထွက်လိုက်လာတဲ့အခါမှာတော့အာရှကတိတ်ကိုဖယ်လိုက်ပြီးတော့တကားပိတ်ကကောင်းလေးကိုပိတ်ထားခဲ့ပါတယ်။ ကောင်လေးကအကူညီတောင်းတဲ့အခါမှာတော့အာရှာကတနာသွားခဲ့ပြီးကောင်လေးကတကားကိုတနက်နဲ့ပြစ်လိုက်တော့အာရှာကထွက်သွားခဲ့ပါတယ်။ဒီပေါ်မှာတော့ဟေးဟေးကိုဖမ်းထားတဲ့ဓမြတယောက်ပဲကြံတော့လို့အာရှာက brain box ကနေမိန်းနဲ့ပြစ်လိုက်ပေမဲ့လဲသွားခဲ့ပါတယ်။အတန်ကြားလိုက်ရတဲ့ဓမြကလိုက်ကြည့်တော့ဟေးဟေးကသူ့ကိုလေပေါ်ကနေတွန်းချခဲ့ပေမဲ့လဲဓမြကဟေးဟေးကိုပါပြုတ်ကြအောင်ဆွဲခေါ်သွားခဲ့ပါတယ်။ ။အာရှကလည်းဟေးကိုကဲဖို့ရေထဲကိုခုံဆင်းသွားခဲ့ပြီးတော့ဓမြကရေပေါ်ကိုပြန်ပေါ်လာခဲ့ပေမဲ့လည်းရေထဲကအကောင်စားတာပဲခံခဲ့ရပါတယ်။စကန်ပိုင်းလောက်ညီသက်နေခဲ့ပြီးတော့အာရှနဲ့ဟေးတို့ကရေပေါ်ပြန်ပေါ်လာခဲ့ပါတယ်။သူတို့ကလီဘော်ကိုကူးသွားခဲ့ကြပြီးတော့ဓမြတွေစုဆောင်းထားတဲ့ရိတ်ခါတွေကလည်းဒုက္ခတဲ့စကန်ရောက်တဲ့အထိကိုလုံလောက်တယ်ဆိုတာကိုတည်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အဲဒီညမှာအာရှကအီမက်ဆိုမမက်တော့ဘဲနဲ့ခေါင်းခေါင်းအိပ်ပျော်သွားခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တူဦးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ။